တက်စကန်အတွင်ဖုန်းမှဝင်လာတဲ့ကြောင်ရပိန်းနီကိုတင်ပေးမှဒီလိုဖို့အတွက်ကျွန်တော်စိန်ထက်ကိုမှစိန်ထက်ကိုဝင်ပြင်ကျွန်တော်အောက်ကိုဆွဲသွားမှဒီမှာ Google လို့ရထားရနော် setting account ကိုနှိပ်မယ် account ကိုနှိပ်တဲ့အနေနဲ့ဒီလိုပုံစံလေးပေါ်လာမှာကျွန်တော်တို့ဒီအပေါ်မှာနော်ကျွန်တော် Gmail ကိုတစ်ချက်နှိပ်လိုက်မယ်နော်ဒီမှာ line ရှိရနော် account ကိုနှိပ်လိုက်မယ် account နှိပ်ပြီးကျွန်တော် manage your Google account ဆိုတဲ့အကောင့်နှိပ်လိုက်မယ်ဟုတ်ကဲ့ဒီကောင်ကိုနှိပ်ပြီးကျွန်တော် internet ကိုဖွင့်လိုက်မယ်နော် internet ကိုဖွင့်မယ် ပြင်ကျွန်တော် data and privacy ဆိုတဲ့အကောင်နေနိုင်မယ် data and privacy နေရာကိုသွားပြင်ကျွန်တော်အောက်ကိုဆွဲသွားမယ်အောက်ကိုဆွဲမှဒီမှာ my ad center နော်အကောင်ကိုနေမယ်ဒီမှာဒီကောင်က on ဖြစ်နေနော်အကောင်ကိုပိတ်ရမှာဖြစ်ပါနော် ad page နဲ့ဆိုရင်အကောင်ကို off flow ရမှာဖြစ်ပါအဲ့နော်ဒါကများတိတိရှိရနော် on လို့ရထားတာရှိတယ်အကောင်ကိုအကောင်ကိုနေမယ်ပြင်ဒီအောက်မှာဆိုရင် turn off ရှိရနော်အကောင်ကိုနေလိုက်မယ် okay ဒါက certain number 1ဖြစ်သွားပြီ certain number 2ကိုလည်းပြောပြမယ်နော်အဲဆက်ဒီကိုလို့ဖွက်တော့ကျွန်တော် back ထွက်ရမှာဖြစ်ပါရဲ့နော်ဒီလို back သွားမယ်ပြင်ခွင့် Google ကိုပြန်နေမယ်တို့ဒီမှာဆို all service တွေထားအကုန်နေမယ်ပြအောက်ကိုဆွဲမယ်ဒီမှာ add လို့ရထားရှင်းတော့အကုန်နေမယ်အဲ့လိုနေထားနေပြင်ကျွန်တော်တို့ဒီမှာ research research advertiser id ကိုနေမယ်ပြင် confirm ကိုနေလိုက်မယ်နောက်တစ်ခု delete advertiser id ကိုနေမယ်ပြင်ဒီက delete advertising id ကိုနေလိုက်မယ် โอเคဒီကောင်ကိုလို့နှိပ်လိုက်တာနဲ့နော်ကျွန်တော်ဖုန်းထက်မှာတောင်းရတွေတက်လာတာမဟုတ်ပါဘူးဟုတ်ပါတယ်ဒီ setting နှစ်ခုကိုပဲလွှတ်လိုက်ပါနော်ဒီ setting နှစ်ခုကိုလွှတ်လိုက်တာနဲ့ဖုန်းထက်မှာတောင်းရတွေတက်လာမှာမဟုတ်ပါဘူးတကယ်လို့တင်ကကျွန်တော် YouTube channel ကို subscribe မလို့ရတဲ့ရင် subscribe လေးလုပ်ပြီးပါ